္ဂလာပါပရိသတ်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုတ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်ပထမအဆုံးသတင်းတစ်ပုတ်ကတော့အမေရိကန်နိုင်ငံတီရုရှားနိုင်ငံကတစိတ်တပိုင်းပိုင်ဆိုင်သောဆဗီးယားရှင်းနံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ NISR အော်တိုဘာလတရက်နေ့မှစတင်ပြီးစီးပွားရေးအရာအရေးယူပိတ်ဆို့မှုများပြုလုပ်သွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ရုရှားနိုင်ငံအပေါ်ဖိအားပေးရန်နှင့်ထိုဒေသတွင်ရုရှားနိုင်ငံ၏စွန့်ရင်လွှမ်းမိုးမှုများကိုရှော့ချရန်အတွက်အခုလိုပြုလုပ်တာပဲဖြစ်ပါရရှင်ဒုတိယသတင်းတစ်ပုတ်ကတော့ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာအီရန်နိုင်ငံအတွက်အရေးယူပိတ်ဆို့မှုများကို6လလောက်ရွှေဆိုင်ပေးရန်အတွက် UN လုံခြုံရေးကောင်စီ ီအားတောင်းဆိုခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်အီရန်နိုင်ငံရှိပြည်သူလူထုများအရေးယူတန်းခတ်မှုကြောင့် NDA ဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်အခုလိုပြုလုပ်တာလို့ပြောကြားခဲ့ပါရဲ့ရှင်တတိယသတင်းဒီပုတ်ကတော့အစ္စရေးဝန်ကြီးချုပ်နီတန်ယဟူနယူးယောက်ဟိုတယ်ရင်တဲခိုနေစဉ်ထိုဟိုတယ်ရှိနိုင်သူအားဆန္ဒပြသူများဖမ်းဆီးခံခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ဆန္ဒပြသူများဟာ Free Palestine Palestine အားလွတ်ပေးလို့တံပြန်ကြွေးကြော်ခဲ့ကြပြီးအကြမ်းမဖက်တော့လှုပ်ရှားမှုများဖြင့်နိုင်ငံတော်အလံများကိုဝေဝဲပြသခဲ့တာပဲဖြစ်ပါရဲ့ရှင်သတို့ထသတင်းဒီပုတ်ကတော့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နီတန်ယဟူဟာ UN ၌အစ္စရေးအနေဖြင့်ဟာမ MS နဲ့ Iran တို့အပေါ်တွင်ကြီးမားသောအောင်မြင်မှုများရရှိခဲ့တယ်လို့ပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ဒါအပြင် Israel ရဲ့ရန်သူများအနေဖြင့်၎င်းတို့နိုင်ငံ၏စစ်ရေးအင်အားရှော့မတွက်ဖဲလာမစိန်ခေါ်ကြရန်လည်းတတိပေးပြောကြားလိုက်ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Democrat Party ဝင်များဟာ Elon Musk အပါအဝင် Prince Andrew တို့က Jeffrey Epstein နဲ့တွေ့ဆုံပြီးလင်းရင်အတူတူစီးကဲကြတယ်ဆိုတဲ့အထောက်အထားစာရွက်စာနဲ့အသစ်များကိုထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ Jeffrey Epstein ဟာအရွယ်မရောက်သေးသောကလေးသူငယ်များအားလိမ်မိုင်းဆိုင်ရာအမျက်ထိုးမှုဖြင့်ဖမ်းဆီးခံခဲ့ရပြီး2019ခုနှစ်၌ထောင်ထဲမှာပဲတေဆုံးခဲ့ရတာဖြစ်ပါရဲ့ရှင်။